โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ဒီ comparison မှာပေါ့เนาะကျွန်တော်ကဒီမှာเนาะဒီ mass comparison for equals ဆိုတဲ့เนาะဒီ instruction ကိုကျွန်တော်ကသင်ပေးရအောင်ဒါပေမဲ့ဒီ instruction ကိုပြောဖို့အတွက်ကျွန်တော်တို့မှာเนาะအားလုံးအဲ့လဲဆိုရင်ကျွန်တော်ဒီမှာ move logic ကလေးကကျွန်တော်တို့ဒီမှာ move နဲ့ကျွန်တော် move with mark ဆိုတဲ့ expression ကိုကျွန်တော်ကနားလည်ဖို့လုပ်တယ် အဲကျွန်တော်ဒီနေ့ဒီနေ့သင်ခန်းစာမှာကျွန်တော်ကဒီ moving mass ကိုရှင်းပြမှာမဟုတ်သေးဘူးเนาะကျွန်တော်ဒီမှာရှင်းပြမှာကျွန်တော် move ဆိုတဲ့ instruction ကိုရှင်းပြမှာဖြစ်တယ်။အဲတော့ကျွန်တော် move ဆိုတဲ့ instruction ကဘယ်လိုမျိုးအလုံးလုံးလဲဆိုတော့เนาะအဲအကြံပြအဖြစ်တော့ကျွန်တော်ဒီမှာတစ်ချက်ရှင်းပြမယ်เนาะ Okay ဟုတ်ပြီเนาะအဲတော့ကျွန်တော်ဒီမှာရှင်းပြချင်တာကเนาะကျွန်တော်တို့ဒီเนาะအဲဒီ PSC ထဲမှာဟုတ်ပြီเนาะ PSC တွေမှာကျွန်တော်တို့ကနော် data တစ်ခုကိုကျွန်တော်တို့နော်အဲ store လုပ်ခြင်းဟာပြီနော် data တစ်ခုကိုကျွန်တော်တို့ store လုပ်ခြင်းအဲ data တွေကိုကျွန်တော်တို့က store လုပ်ဖို့ဆိုလို့ရှိရင်နော်အဲပြင်ပကနေပြီးတော့ကျွန်တော်တို့နော်အဲ something တစ်ခုခုနဲ့တော့လောက်အောင်နော်ဥပမာအဖြစ်ကျွန်တော် HR မိုင်းနဲ့တော့လောက်အောင်နော် HR မိုင်းနဲ့တော့လောက်အောင် နော်ဒါမှမဟုတ်ကျွန်တော်တခုခုနဲ့တော့လောက်ပါဘူးနော် PSC တဲ့ကဖြစ်တာတခုခုဆိုတော့ကဖြူပြင်လို့တယ်ပြောင်းလဲလို့တယ်ဟုတ်ပြီနော်အဲ့လိုလုပ်ချင်တယ်ဆိုရင်နော်ဒီ PSC မှာနော်ကျွန်တော်ဒီ Logis Pro မှာ instruction တခုရှိတယ်ပေါ့နော်ဒီ instruction ကိုကျွန်တော်တို့သုံးရမယ်အဲ့ဒီ instruction ကတော့ move ဆိုတဲ့ instruction ပဲဖြစ်ပါတယ်အဲ့တော့ move instruction ကိုကျွန်တော်တို့သုံးမယ်ဆိုရင်ဘာတွေလုပ်ရမလဲဆိုရင်အရင်ဆုံးကျွန်တော်တို့လုပ်ရမှာက input တခုပေးပေးရတယ် နော်ဒီမှာ input တစ်ခုပေးရမယ်အဲ့တော့ကျွန်တော်ပေးပြီးသွားရင်သူ့ကိုဒီမှာ move ဆိုတဲ့ instruction ကိုကျွန်တော်တို့သုံးလို့ရပြီဟာပြီနော်ဒီမှာ move ဆိုတဲ့ instruction ကိုကျွန်တော်သုံးလို့ရပြီ okay ဟာပြီနော်အဲ့တော့ဒီမှာက input အနေနဲ့ဆိုရင်ကျွန်တော်ဒီမှာဒီမှာ input တစ်ခုပေးလိုက်မယ်ဆိုတော့ဒီ move instruction ကို သုံးဖို့အတွက်အရာအတွက်ကြတော့ကျွန်တော်တို့ဘာတွေလုပ်ဖို့လိုလဲဆိုရင်เนาะ ကျွန်တော်ဒီမှာ source တွေ destination တွေသတ်မှတ်ပေးရမှာပေါ့နော်အဲဒီ source တွေ destination တွေကတော့ကျွန်တော်ဘယ်လိုပုံစံမျိုးသတ်မှတ်ပေးရမှာလဲနောက်တစ်ခုကနော်ကျွန်တော် source တွေ destination တွေကဘာတွေလဲဟုတ်ပြီနော် okay အဲ့တော့ source ဆိုတာကကျတော့ဘာလဲဆိုလို့ရှိရင်နော် source ဆိုတာကကျွန်တော်တို့ user တွေက နေပြီးတော့ define လုပ်လိုက်တဲ့အရာနော်အဲ့တော့ source ကိုကျွန်တော်အကြမ်းရင်းအဖြစ်ပြောမယ်ဆိုရင် user define လို့ပြောလို့ရတယ်ဟုတ်ပြီနော် တော့ user တွေကနေပြီးတော့ define လုပ်လိုက်တဲ့ဟာเนาะ user define လုပ်တဲ့ဟာเนาะအဲဒါမှမဟုတ်ရင်ကျွန်တော်တို့လည်းပြောလို့ရတယ်သူတို့ကိုเนาะ parameter လို့လည်းပြောလို့ကြာပါဘီเนาะ parameter လို့ပြောလို့ရတယ်โอเคအဲ့တော့ destination ဆိုတာကဘာလဲပေါ့เนาะအဲ့တော့ destination ဆိုတာကကြာတော့ကျွန်တော်တို့က PSC တဲ့ကိုရောက်ရှိသွားမယ် เนาะကျွန်တော်ဒီ definability data ကိုကျွန်တော်က PSC တဲ့ကိုကျွန်တော်ရိုက်သူဟုတ်ပြီเนาะအဲ့တော့ define data ကို PSC တဲ့ကိုကျွန်တော်ကပို့အဲ့တဖို့ဟုတ်ပြီเนาะအင်းရပြောမှဆိုရင် define data rich ဟုတ်ပြီเนาะအဲ့တော့ define data rich အဲ့တော့တမလာရဲ့ data က rich ဖြစ်သွားတယ်ရောက်သွားတယ်ဟုတ်ပြီเนาะရောက်ရှိသွားတယ်အဲ့တော့ရောက်ရှိသွားကြောင်းကိုကျွန်တော်ကဒီ destination ကိုကြည့်ရအောင် အဲ့တော့ destination မှာကျွန်တော်တို့ဘာလို့ရလဲဆိုရင် define လုပ်ထားတဲ့ data တစ်ခုခုကเนาะကို destination ကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ destination ကเนาะအဲဒီ integer ကိုသုံးပြီးတော့အဲ့ဒီ integer ကเนาะကျွန်တော် debug က define လုပ်လိုက်တာ ਨੇ ပြောင်းလဲသွားပါဘူးဘာလို့အဲ့တော့ဒီမှာတကယ်လို့ define ကနောက်ထပ်တစ်ခုပြောင်းမှာဆိုရင်ဒီ integer လိုက်ပြောင်းမှာဟုတ်ပြီเนาะ okay အဲ့တော့ဒါလေးကိုကျွန်တော်ဒီမှာเนาะ tutorial လေးတစ်ချက်စံပြမှာဖြစ်ပါတယ် โอเคအဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကတော့ဘာကိုအဓိကကြည့်ရမှာလဲဆိုလို့ရှိရင်တော့ဒီမှာ data file ဆိုတဲ့နေရာမှာဒီမှာ integer ဆိုတာလေးကိုတစ်ချက်နေပြီနော်ဒီမှာ integer โอเคဆိုတော့ integer ကလက်ရှိတော့တော့ဒီ simulation software တွေမှာ integer ကနော်69ခုထိပါတယ်ဒါပေမဲ့တကယ်တမ်းတော့255ခုရှိတာဗောနော်69ခုထိပါတယ်โอเคဆိုတော့ကျွန်တော်တို့ကဒီ integer တွေကိုသုံးပါဟုတ်ပြီနော်အဲ့တော့အခုကျွန်တော်သုံးပါက integer နော်အဲဒီ integer လေးကို ဟုတ်ပြီနော်ဒါလေးကိုကျွန်တော်သုံးလိုက်မယ် okay ဆိုတော့အဲ့ဒီ integer က source ဖြစ်မယ်ပေါ့နော်အဲ့တော့ destination လုပ်မဲ့ကောင်ကဘာဖြစ်မလဲဆိုရှင်ကျွန်တော်တက်တစ်ခုချော်လောက်ပေါ့နော်တစ်ခုချော်လောက်မှာကျွန်တော်နော်အဲ destination အဲလုပ်မဲ့ဟာပေါ့နော်အဲ destination လုပ်မဲ့ဟာကကျွန်တော်တို့က and 71ဟုတ်ပြီနော်ကျွန်တော်အဲ့လိုလိုရတယ်ဒါမှမဟုတ်ကျွန်တော်72လို့ပြောင်းလဲရတာ เนาะโอเคဒါဆိုရင်ကျွန်တော်တို့เนาะဒီမှာ source တစ်ခုရှိမယ်ဒီမှာ destination တစ်ခုရှိမယ်ဟုတ်ပြီเนาะအဲ့တော့ဒီ source တဲ့ကိုကျွန်တော်တို့က data တစ်ခုထည့်လိုက်ဟုတ်ပြီเนาะ source တဲ့ကျွန်တော် data တစ်ခုထည့်မယ်အဲ့တော့အဲ့ data ကိုကျွန်တော် move လုပ်လိုက်တာ ਨੇ destination နဲ့ကိုအဲ့ data ရောက်ဟုတ်ပြီเนาะအဲ့ဒီလိုသဘောမျိုးဖြစ်ပါတယ်ကြည့်အဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာเนาะအဲ့ဒါလေးကိုပဲတစ်ချက်ကျွန်တော်เนาะ simulation တစ်ချက်ဆက်ပြပါမယ် တော့ကျွန်တော်တို့ဘာကြည့်မလဲဆိုရင်ဒီမှာเนาะ data d value ကိုတစ်ချက်ဖွင့်ထားမယ်ကျွန်တော်ကြည့်ကျင်တာကဘာလဲဆိုလို့ရှိရင်เนาะဒီမှာ integer ဖြစ်ပါတယ် integer ကျွန်တော်တို့ဘာ view နဲ့ကြည့်မှာလဲဆိုတော့ decimal view နဲ့ကြည့်ဟုတ်ပြီเนาะဒါဆိုကျွန်တော်ဒီထဲကိုတန်ဖိုးတစ်ခုဒီမှာရိုက်ထည့်လို့ရတာဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ဒီမှာတန်ဖိုးပေါ့เนาะ140ဒါမှမဟုတ်ကျွန်တော်140ဟုတ်ပြီเนาะအဲကိုကြိုက်တဲ့တန်ဖိုးကိုရိုက်ထည့်လိုက်ဟုတ်ပြီเนาะ โอเคเดี๋ยวเราจะ149ဆိုရဲเดซิเมล value တစ်ခုကိုကျွန်တော်ย้ายထည့်လိုက်တာဟုတ်ပြီเนาะ149အန်တာကောင်းလိုက်ရင်ဒီ149 value ကဒီထက်ကိုရောက်သွားပြီဟုတ်ပြီနော်ဆိုတော့ဒါကတော့ကျွန်တော်ဒါ PSC နဲ့ပဲတောက်ပြတယ်ဘောနော်တကယ်လို့ကျွန်တော်တို့က HMI နေပါရှိမယ်ဆိုရင် HMI ကနေပြီးတော့လဲကျွန်တော်ဟာလမ်းပြီးတော့ဒီထက်ကို data ပို့လို့ကြားတယ်ဟုတ်ပြီနော်အဲ့လိုပုံမျိုးပါအဲ့တော့ ဒီ destination နဲ့ကိုဒီ146ချောက်သွားဖို့နဲ့ကျွန်တော်ဘာလုပ်ပြရမလဲဆိုရင် move ကိုတစ်ချက် on ပြရမှာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာ move ကို on မယ် on ဖို့အတွက်ကျွန်တော်တို့ကနော်ဘာလုပ်ဖို့လိုလဲဆိုလို့ရှိရင်ဒီမှာနော်ဒါလေးကိုတစ်ချက်နှိပ်ပြဖို့လိုတာဟုတ်ပြီနော် okay ဒါတော့တစ်ချက်နှိပ်လိုက်တယ်ဒါဆိုရင်ကျွန်တော်တို့ဘာဖြစ်သွားပြီလဲ146ဟာနော်အဲဒီ destination ရဲ့ integer နော် data register ဖြစ်တဲ့ n7 2တဲ့ကိုဝင်သွားပြီ ပါပြီเนาะ Okay ဆိုတော့ဒါကကြတော့ကျွန်တော်တို့เนาะ data တွေကို copy လုပ်ခြင်းကူးယူခြင်းဟုတ်ပြီเนาะကျွန်တော်ပြန် data တွေကိုကျွန်တော်က copy လုပ်ခြင်းကူးယူခြင်းကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒါကိုပဲအခြေခံပြီးကျွန်တော်က timer တွေ counter တွေရဲ့เนาะအဲဒီ value တွေ preset value တွေကိုလည်းကျွန်တော်တို့ပြောင်းလဲလို့ရတာဟုတ်ပြီเนาะဆိုတော့အဲ့ဒါဘယ်လိုလုပ်သွားမလဲဆိုရင် Okay ဟုတ်ပြီเนาะအဲ့ဒါကျွန်တော်ဒီမှာဒါလေးတစ်ချက်ပြောင်းလိုက်မယ် ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်နော်ဒါလေးတစ်ချက်ပေါ့နော်အော်မကျောင်းပြောင်းလိုက်မယ်ကဲအဲ့တော့ကျွန်တော်အခုမလုပ်မယ်ဆိုတော့ timer value နော်ပြီနော် timer value တစ်ခုသုံးဖို့အတွက်တော့ timer instruction ကိုကျွန်တော်ခေါ်ပါမယ်အဲ့တော့ထုံးတဲ့အတိုင်း input တစ်ခုထည့်မယ်နော်ဒီတော့ကျွန်တော်တို့မှာ timer counter လေးကတော့ရတယ်နော် on delay တိုင်ပါလေကျွန်တော် သုံးလို့ရတာဟုတ်ပြီနော် on delay တိုင်ပါ ဒါဆိုရင်သူ့အတွက်ကိုကျွန်တော်တို့ဒီမှာ address တစ်ခုတက်မှာပဲနော်အဲ့သူ့ address တစ်ခုတက်မှာအဲ့တော့ကျွန်တော်မှာ on delay တိုင်းမှာအတွက် address က0ဟုတ်ပြီနော်အဲ t40 ပေါ့နော် file မှာအဲ t4 ကနေ0ကိုကြောင်းမယ် okay အဲ့တော့ကျွန်တော် preset အဲ့တော့ preset ကကျွန်တော်ဘယ်လိုလုပ်လဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီခုကျွန်တော်သုံးတာကဒီတိုင်းမှာ t40 ရဲ့ preset preset ကဒီမှာရှိတယ်ဟုတ်ပြီနော်အဲ့ဒါတွင်ကျွန်တော် timer t40 ရဲ့ preset ထဲကိုကျွန်တော်က d149 ဆိုတဲ့ကောင်ထည့်ခြင်းတယ် ပြီးတော့အဲ့လိုထည့်ချင်းကျွန်တော် preset ဆိုတဲ့နေရာလေးကိုသွားတာဟုတ်ပြီနော် preset နေရာလေးကိုကျွန်တော်ဖိထားမယ်ပြီးကျွန်တော်ဒီမှာ destination ပေါ်ကျွန်တော်တင်ပေးလိုက်ပါဟုတ်ပြီနော် destination ပေါ်တင်ပေးလိုက်အဲ့တော့ဒီတော့ဒါဆိုကျွန်တော်တို့ကဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်เนาะကျွန်တော်တို့၃မှာကဒီမှာတိုင်းမှာဟုတ်ပြီเนาะတိုင်းမှာကအဲ့တော့0 0ရဲ့ဒီရော preset ဟုတ်ပြီเนาะ preset ကို၃မှာအဲ့တော့ကျွန်တော်တို့ကဘာလုပ်လဲဆို T4 0 preset အ preset ကဒီနံပါတ် dot လေးပါဟုတ်ပြီเนา ဲတော့ကျွန်တော်ဒီလိုမျိုး drug ဆွဲမှုတစ်ခါတလေကြာရင်ကျွန်တော်အဲ့လို drug ဆွဲပွားဒီမှာမဝင်ဘူးဖြစ်နေတယ်ဟုတ်ပြီနော်အဲ့ဒီ source ပေါ်ရောက်တယ်ဒီမှာ destination ပေါ်မှာရောက်ပွားသိပ်မလွယ်ဘူးအဲ့ကျွန်တော်ကဘာလုပ်မလဲဆိုတော့စာသားနဲ့ပဲပုံကိုကြည့်လို့လည်းရတယ်ဟုတ်ပြီနော်ဒါဆိုကျွန်တော်ဘယ်လိုရေးမလဲဆိုရင် t4 0 dash ဟုတ်ပြီနော် t40 dash ပဲမဟုတ်ဘူးဒါသူရဲ့ preset ဖြစ်တဲ့အတွက်ကျွန်တော် .pre ဆိုပြီးတော့ကျွန်တော်ရေးပြလိုက်ဟုတ်ပြီနော်ကဲဒါဆိုရင်ကျွန်တော်တခြားလေးကြည့်မယ်ဆိုရင်နော်အခုဒီဟာကိုကျွန်တော်တို့က psc လေးကိုတစ်ချက်ပို့လိုက်မယ်ဟုတ်နော်ဒီမှာ ram ကိုတစ်ချက်ပြောင်းလိုက်မယ် okay ဒါဆိုရင်ကျွန်တော်ဒီမှာနော်ဒီ move ဆိုတဲ့ကောင်ကိုကျွန်တော်က online ဟုတ်နော် move ပြပါအောင် online okay ဒါဆိုရင်ကျွန်တော်က မို့မှာကျွန်တော်တို့ထည့်ထားတယ်เนาะဒီ file integer and 70တွေကိုရောက်နေတယ်တိလေးကိုဟာကျွန်တော် destination ဖြစ်တဲ့ t40 ရဲ့ preset ထဲကိုဝင်သွားမှာဆိုတော့ဒီ preset ဒီထဲကိုကျွန်တော်တို့ tempo တစ်ခုထပ်ပြောင်းရင်ဒီ preset value ကလည်းပြောင်းမယ်အဲ့တော့အရင်တော့ကျွန်တော်က timer ရဲ့ value တွေကိုရောဟာ not face အနေနဲ့ပဲ gain အနေနဲ့ပဲထားခဲ့တယ်အခုဒီ move instruction သုံးတက်လာပြီဆိုရင်ကျွန်တော် timer ရဲ့ value တွေကိုကျွန်တော် variable အနေနဲ့သုံးလို့ရပါတယ်ပြီးတော့ ဆိုတော့ဒီသဘောတရားလေးပါပဲဟုတ်ပြီနော်ဆိုတော့ဒါကျွန်တော်ဒီမှာပြောင်းမယ်ဆိုရင်နော်ဒီမှာရှိတဲ့တန်ဖိုးကလည်းထိုက်ပြောင်းပါဟုတ်ပြီနော်ဥပမာအဖြစ်ကျွန်တော်တို့ကနော်ဒီတေးလေးကိုမဟုတ်တော့ဘူးနော်ထားပါတော့နော်ကျွန်တော်ကဒီမှာနော်တေးလေးကိုမဟုတ်တော့ပဲねကျွန်တော်ကဒီမှာနော်တေး3 4ဆိုပြီးကျွန်တော်ပို့လိုက်ဟုတ်ပြီနော် ဲဆိုရင်ကျွန်တော်တို့မှာเนาะအဲဒီမှာ move တစ်ချက် on ထားပြီးသားဒါကျွန်တော် move ကခလုတ်ကပြန်မပြုတ်တာဘောเนาะဒါဆိုရင်တော့ကျွန်တော် preset value ပြ3 4အနေနဲ့ဒီကိုရောက်သွားတယ်။အခုကျွန်တော်တို့ကဒီမှာ destination မှာဘယ်တိုင်းမှာတဲ့ကိုเนาะဒီ file register ကိုเนาะကျွန်တော်ရဲ့ဒီ integer register ကိုဘယ်တိုင်းမှာတဲ့ကိုကျွန်တော်တို့ကကူးထည့်မလဲဘယ် destination လုပ်မလဲဒါလေးပဲကျွန်တော်တို့ရွေးပြီးလိုက်ဟုတ်ပြီเนาะကျန်တာကတော့သူကသူเนาะအဲကျွန်တော်ဒီမှာ move လုပ်တဲ့အချိန်မှာ data set ကိုဝင်သွားလိမ့်မယ်။ဟုတ်ပြီเนาะ ဆိုတော့ဒါတွေကအရှိမကျွန်တော်တင်မဲ့ instruction တွေအတွက်အဲလိုအပ်တဲ့ဟောဒီ instruction block ကိုကျွန်တော်အနေနဲ့အဲဒီနေ့မှရှင်းပြပေးခဲ့တာဖြစ်ပါတယ်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ရှုပြီးတော့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ